ကျိုင်းတုံမြို့နယ်တွင်ဒေသခံတောင်သူများ2025ခုနှစ်မိုးရာသီစိုက်ပျိုးဆေးခြင်းငွေစတင်ထုတ်ကြေးပေးတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရန်ပင်နယ်ရှိပိုင်းကျိုင်းတုံမြို့နယ်ရှိ တောင်သူများမိုးစဘာစိုက်ပျိုးရာတွင် အထောက်ကူဖြစ်စေရန်အတွက်နိုင်ငံတော်ကအတူနှုံတက်တာစွာဖြင့်2025ခုနှစ်မိုးရာသီစိုက်ပျိုးဆေးခြင်းငွေများကိုမေလ20ရက်ကစတင်၍မြန်မာလေယာဉ်ဖွံ့ဖြိုးရေးပန်းကျိုင်းတုံခရိုင်ဘန်ကွဲတွင် ေတာကန်တောင်သူများထုတ်ချေးပေးခဲ့ပါတယ်။ထို့သို့ထုတ်ချေးပေးရာတွင် စပားစိုက်ပျိုးဧကတဧကလျင်ငွေကျပ်သသိန်းခွဲနှုန်းအခြားတိနံစိုက်ပျိုးဧကတဧကလျင်ငွေကျပ်သသိန်းနှုန်းကိုတစ်နှစ်လျင်အတိုး၅ကျပ်နှုန်းဖြင့်ကျိုင်းတုံမြို့နယ်ရန်လိုကြီးရွာအုပ်စုမှတောင်သူ42ဦး၏မိုးစပားစိုက်ပျိုးဧက204ဧကအတွဲစုစုပေါင်းငွေကျပ်306သိန်းကိုထုတ်ချေးပေးပြီးကျိုင်းတုံမြို့နယ်အတွင်း ကျန်ရှိသည့်ကြေးရွာအုပ်စုများမှတောင်းသူများစက်တင်ဘာလကုန်အထိဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းမြမလေယာဖွံ့ဖြိုးရေးဘဏ်ကျိုင်းတုံခရိုင်ဘဏ်ကွဲမန်နေဂျာဦးကျော်လေအောင်ထံမှ သိရပါရခင်ဗျာ